့မျိုးရိုးရင်းမှာတော့မရှိပါဘူးဟုတ်ကျမကမွေးရပါပေါ့နော်ပညာပါလာတယ်လို့ပေါ့နော်အဲ့လိုမျိုးဖြစ်နေရန်ကုန်မှာဟောတာဆိုရင်တော့ တနှစ်ကျော်နှစ်နှစ်ဝင်းကျင်လောက်ပဲရှိတယ်။တည်တဲ့လူတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်သူတို့ဘယ်ဘဝရောက်နေလဲ။အဲဘာတွေလူပေးရမလဲ။ဘယ်အရက်ကိုရောက်နေတာမျိုးလို့မကြွ့ရင်ဘာလေးတွေလုပ်ပေးပါအဲ့လိုမျိုးလေးတွေတော့ဟိုကဖြစ်ပါရဲ့ရှင်ဟော။အဲအဲ့လိုမျိုးတော့ဆန်းတာပေါ့။ကိုကကိုကအရင်ဥဆုံးအနီးကပ်ဆန်းတာလေ။ကိုကမဟုတ်ဘူး။ကိုကပုံကိုယ်တွေကိုယုံတယ်။နတ်တွေတကယ်ရှိတယ်ဆိုတာလည်းယုံတယ်။ဒါပေမဲ့နတ်ဝင်တယ်တော်တော်များများကိုကျွန်မမယုံတတ်တဲ့အထဲမှာပါတယ်။ဒါပေမဲ့ဒီ main ကလေးကကျတော့သူက လက်တွေ့ပြ तू อ่ะ तू อ่ะပေါ့เนาะ तू လိုချင်တာလေးအဲ့လိုတောင်းတလိုက်တာနဲ့လေအဲ့လိုတပတ်အတွင်းကိုအဲ့လိုမျိုးဟက်ချလောင်းနေဖြစ်တာပြူမဲ့ तू อ่ะပေါ်ပေါ်လာပေါ့เนาะဒါသူ့ခေါင်းပေါ်ကနတ်တရဲ့အစွမ်းပေါ့เนาะနတ်ဝင်တယ်ဆိုတာအပမန်လူတွေလည်းနတ်ဝင်တယ်ဖြစ်စင်လို့ဖြစ်လို့မရဘူး သူ့ရဲ့ပါရမီအထုံရေဆက်ပါမှနဝင်တယ်ဖြစ်တာလေအဲ့လိုမကျွတ်မှုတဲ့လူတွေကိုမြင်တဲ့အခါကျလို့ရှိရင်အဲ့ဘယ်တော့မှမမြင်အောင်တချမ်းဆောင်းတာတို့ရုတ်တရက်ဖြတ်သွားတာတို့ရုတ်တရက်ထိုင်ရတာအဲ့လို shut out တို့အဲ့လိုလက်တို့စပင်းတို့အဲ့လိုမျိုးပဲမြင်တယ်အတိအကျတော့ဒီလိုလူတွေကိုမြင်တယ်လို့တော့မမြင်အောင်ပေါ့ဘာဖြစ်လို့ဒီနေ့လာကြည့်ပြတာလဲဆိုတော့ဆမ်မာလေးရတာပေါ့နော်အခုဆိုရင်တည်တဲ့လူတွေနဲ့ပတ်သက်ပြီးတော့ဟောပြောနေတာဖြစ်တဲ့တိုက်ဆက်မာလေးကာလီမဲမတ်သက်ဆိုတော့စိတ်ဝင်စားလို့ဒီကားလေးကိုလာရောက်ရဲ့အားပေးရပါဘူး ဟိုအခုလက်ရှိမှာဆီယမလေးရဆိုရင်ပေါ့နော် TikTok မှာရောပောက်ရောက်နေသူပေါ့နော်အဲတည်တဲ့လူတွေနဲ့တကွာဝိညာဉ်ပိုင်းဆရာဆရာစကားတွေပြောပြီးတော့ပေါ့နော်တည်တဲ့လူဘလို့ဘဲဘုံဘဲဌာနရောက်သွားလဲဆိုတော့ဒီလုတ်ကိုလုတ်ကိုက်နေတဲ့လူဆိုတော့ဒီကားကိုစိတ်ဝင်စားလို့လဲလာပြီးတော့အားပေးရဖြစ်ပါတယ်ခစ်ကိုလည်းချစ်လို့လာပြီးတော့အားပေးရဖြစ်ပါတယ် KFN ပေါ့ ပြက်ပံမှာကျမကိုယ်တိုင်ကလည်းဒီလက်ကိုဆင်မလေးကိုယ်တိုင်ကလည်းလှုပ်ဆောင်နေရသူဖြစ်တဲ့အတွက်ကြောင့်လေဟုတ်ကဲ့ဟုတ်သူကရှင်တဲ့သူသေတဲ့သူအကုန်လုံးဟောပါလေအကုန်လုံးဟောပါလေအဓိကကတော့အဲ့လိုမျိုးသေတဲ့သူတွေဘယ်ရောက်နေလဲဘယ်ဘဝရောက်နေလဲပြီးလို့ရှင်ဒါမှမဟုတ်လို့ရှင်အဲ့လိုမျိုးလူသေးလူပြောက်ပေါ့နော်လူသေးလူပြောက်တတ်တဲ့အရာမှန်သမျှအကုန်လုံးဟောပါလေရှင်ဟောကျမကမွေးရပါပေါ့နော်အဲ့လိုမျိုးပေါ့မွေးရပါပါလားဟိုပညာပါလားတို့ပေါ့နော်အဲ့လိုမျိုးဖြစ်နေဟောပစ်တာကတော့ရန်ကုန်မှာဟောတာဆိုရင်တော့ တစ်နှစ်ကျော်နှစ်နှစ်ဝင်းကျင်လောက်ပဲရှိတယ်။ဟုတ်မျိုးရိုးရင်းမှာတော့မရှိပါဘူးဟုတ်။အဲအရင်တော့ဆိုရင်ထက်ကကြတော့ make up article လုပ်တာလေ make up ကိုပဲဝါသနာပါရဲ့ဒါပေမဲ့လည်းအဲအချိန်ကြီးရဲ့အချိန်ခံရဲ့အကဲအကြောင်းအရာဖြစ်တဲ့အတွက်သူကလည်းသူတိုက်ဆိုင်လာတော့ဒီဘက်အလုပ်ကိုဇောက်ချပြီးတော့ပဲအခုတည်တည်ချာချာလေးလုပ်ဖြစ်တာပါဟိုဟောတာပြောတာတော့အကုန်လုံးပေါ့နော်ကိုယ့်ရဲ့တိုက်ဆိုင်မှုလေးတွေနဲ့ဟိုပေါ့ပြောမယ်ဆိုရင် make up လောကမှာဒီလောက်ပြင်တဲ့လောက်မှာအောင်မြင်ခဲ့ဘူးဒီလောကမှာ တေသူပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ဟောလိုက်တဲ့အခါမှာပို့ပြီးတော့ပေါင်းရအောင်ကြဲလို့ ီလက်ရှိဒီလုပ်ကိုလည်းလုပ်တယ်ပြီးတော့ဘာသာရေးလုပ်ကိုလည်းလုပ်လို့ပေါ့ဟုတ်အဲဘလူရီလည်းဆက်သွယ်လဲဆိုရင်ဆယ်မလေးကိုခုဗေဒီမေးဖို့ဆိုရင်၃လပိုင်းခီကိုဘုကင်းကအပြည့်ပါပဲရှင်ပရလောကသားတွေဘလူဆက်သွယ်လဲဘလူဆက်သွယ်လဲဆိုတော့ဟိုကတည်တဲ့လူတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်သူတို့ဘယ်ဘဝရောက်နေလဲအဲဘာတွေလူပေးရမလဲဘယ်ရက်ကိုရောက်နေတာမျိုးလို့မကြွ့ရင်ဘာလေးတွေလုပ်ပေးပါအဲ့လိုမျိုးလေးတွေတော့ဟိုကဖြစ်ပါတယ်ရှင်ဟုတ်ပရလောကသားတွေနဲ့ဆက်သက်သွယ်ကြတာလို့ဆိုပေါ့နော်ဟိုကပေါ့လေးလာမှာပေါ့နော်ဟိုဝင်တဲ့မိသားစုက ပြတ်တက်တာပေါ့နော်ပြတ်တဲ့အချိန်မှာအားလုံးကအသေးပဲလာပြီးတော့မေးလိုက်တဲ့အချိန်မှာကျမရှိကိုရောက်လာတယ်ကျမကနှစ်ရက်အတော်တင်းမှာပြန်ပြီးတော့ပြန်တွေ့လိုက်မယ်မသေးဘူးရှိရယ်ဘယ်ရက်ဘယ်ရက်မှာပြန်ဆက်သွယ်လိုက်မယ်ဆိုတော့အဲ့တော့ကတော့ပေါ့နော်ရေရာလေးပေးလိုက်တဲ့အချိန်မှာအာချက်ပြောသူလိုပါပဲစင်မလေးပြောသူလိုပါပဲပြန်ပြီးတော့ရအဲ့ရက်အဆက်သွယ်ကြောင်းလှိုင်းသားရအောင်ရလိုက်သားရမှာပေါ့နော်သေတဲ့လူတွေကပစ္စည်းပြောက်တဲ့သေွားတော့သူတို့အိမ်မှာပြဿနာကြီးဖြစ်ကြတာမိသားစုအတွေ့ပြဿနာတက်ကြတက်တဲ့အခါမှာ တင်သွားတဲ့လူကဒီပစ္စည်းတွေကိုဗမာထားခဲ့မှန်းမသိဘူးအဲ့ဒီအချိန်မှာဒီအိမ်မှာသွားပြီးတော့ဟောပြောပြီးတော့ပစ္စည်းပဲနေရာမှာရှိလို့ပေါ့နော်အဲဆီယမာလေးပြန်ပြီးတော့ဟောပြောပေးခဲ့တဲ့ဒီပစ္စည်းတွေကလည်းရခဲ့လို့နာမည်လေးရခဲ့တာပါရှင်ဟုတ်ဆီယမာလေးနဲ့ကတော့ဘယ်လိုကွန်မလဲဆိုတော့ကိုနဲ့လည်းပဲအဲ့လိုမျိုးနေတူတယ်ပေါ့နော်နေတူတယ်ပြီးရင်ကိုယ်တိုင်ဆိုင်နေတူတယ် အဲ့လိုမျိုးပေါ့ညီမဆိုလဲအကြံကိစ္စလေးတစ်ခုပေါ့အဲသူ့ရဲ့ခွဲစိတ်မှုလေးတစ်ခုနဲ့ပတ်သက်ပြီးတော့ကိုနဲ့ဆက်သွယ်မိတာပေါ့အဲ့မှာကိုလည်းသူ့နဲ့ဗေဒင်နေပါလိမ့်မေးနဲ့သူပြောတာဟောတာလေးတွေမှန်တော့အဲကိုလည်းပဲတခြားဒီအတိုင်းဝိုင်းပေါ့နော်အမှုပညာအတိုင်းဝိုင်းတို့တတိယအတိုင်းဝိုင်းတို့ချိတ်ဆက်ပေးနေတဲ့သူ့ရဲ့နှဖုံးနှက်ကံကလည်းတက်သွားတော့ တကယ်ဟိုသူကနက်ဝင်တဲ့အစ်စ်ဖြစ်သွားတာပေါ့နော်ဟိုဒီရန်ကုန်မှာဆိုလို့ရှိရင်စိုက်ဆရာမလေးကာလီမန်မက်ထက်ဆိုလူတော်တော်များများတည်တယ်ပြီးရင် follower တွေဆိုလည်းပဲသူကမီလီယံကြီးရယ်ပေါ့နော်အဲ့တော့သူကပေါင်းမြောက်တဲ့သူတယောက်ဖြစ်တဲ့အတွက်သူနဲ့ကိုနေရတော့ဟိုပြောရရင်တော့တွေ့ရတာ ကောင်းတော့တွေ့ဆုံခြင်းပေါ့ဒီညီမလေးနဲ့တွေ့တာတော့ဟုတ်ကဲ့အဲအဲ့လိုမျိုးတော့ဆန်းတာပေါ့ကိုကကိုကအရင်ဦးဆုံးအနီးကပ်ဆန်းတာလေကိုကမဟုတ်ဘူးကိုကပုံကိုတွေကိုယုံတယ်နှက်တွေတကယ်ရှိတယ်ဆိုတာလည်းယုံတယ်ဒါပေမဲ့နှက်ဝင်တယ်တော်တော်များများကိုကျွန်မမယုံတတ်တဲ့အထဲမှာပါတယ်ဒါပေမဲ့ဒီ main ကလေးကကျတော့ तू ကလက်တွေ့ပြ तू ကမကျဲကျွန်မဒီလိုဒီလို အဲ့လိုမျိုး तू ကတော့ကထိန်ခင်းဖို့အခုလက်တလောလောက်တာနော် तू တိတ်တရနော်မှန်းထားတယ်အဲ့တိတ်တရကို तू တပတ်အတွင်းရှာတပတ်မဟုတ်ဘူးနှစ်ရက်နဲ့ပတ်စံရအောင်အေးနှစ်ရက်အတွင်းကိုဟောချလိုက်တဲ့အချိန်မှာ तू ကိုတိတ်ချဲအောင်လူမဲ့သူတွေရနေပြီးတော့လေမှန်လို့တိုက်ဆိုင်မှုရှိလို့ဆိုလူပေးရနေပြီးတော့အဲ့ပတ်စံပြည့်သွားတယ် အဲ့မှာသူကဟောသူကတော့ဒါသူခံဘောကနတ်ကတော်တော်တော့စွမ်းနေလို့ဆိုကိုယုံကြည်သွားတာပေါ့နော်ပြီးတော့စိတ်နဲ့ဆိုစိတ်နဲ့ဆိုစိတ်နဲ့ဆိုလည်းရအဲအဲ့လိုမျိုး तू อ่ะပေါ့နော် तू လိုချင်တာလေးအဲ့လိုတောင်းတလိုက်တာနဲ့လေအဲ့လိုတပတ်အတွင်းကိုအဲ့လိုမျိုးဟက်ချလောင်းနေဖြစ်တာလူမဲ့ तू อ่ะပေါ်ပေါ်လာတာပေါ့နော်ဒါသူခံဘောကနတ်တည်းရဲ့အစွမ်းပေါ့နော်နတ်ဝင်တယ်ဆိုတာ အတမန်လူတွေလည်းနတ်ဝင်တယ်ဖြစ်စင်လို့ဖြစ်လို့မရဘူးသူ့ရဲ့ပါရမီအထုံရေဆက်ပါမှနတ်ဝင်တယ်ဖြစ်တာလေအဲ့လိုဟုတ်ကြအောင်လားကြည့်လို့မကြည့်ရသေးဘူးဒါပေမဲ့သူ့ရဲ့ထွေလာလေးတွေကြည့်တာကတော့နည်းနည်းလေးပေါ့ amazing amazing ဖြစ်တယ်ပေါ့နည်းနည်းလေးစိတ်ဝင်စားမှုကောင်းတယ်လေပြီးတော့သူနဲ့ပတ်သက်တဲ့ဆင်မအုံမာကျော်အားဆိုတာလည်းတားမိလို့လည်းဖြစ်တဲ့အတွက်အဲဒီလိုလေးပေါ့ဟိုအဖြစ်တင်ရတယ်ကိကဖန်ပေါ့သူကတော့ကိကဖန်ဆိုတော့ကိုရီးယားလဲကိကဖန်ဆိုတော့ နက်ဝင်တယ်ဆိုတော့ကိုရီးယားလည်းပဲနက်တွေကိုယုံတဲ့သူတွေဆိုတော့ဒီဇက်ညွန်လေးကိုကိုကဘယ်လိုအများရိုက်ပြမလဲပေါ့စိတ်ဝင်စားမှုစိတ်ဝင်စားလို့ပေါ့စိတ်ဝင်စားမှုအပြည့်ရှိတဲ့အတွက်ကိုသူနဲ့ကိုနဲ့ကဒါသွားပြင်အောင်သွားရမယ်ဒီပွဲတော့တက်မှရမယ်ဆိုပြီးတော့တက်လိုက်တာပါဟုတ်ဟုတ်အော်ရှိပါအဲ့လိုမျိုးဖြတ်သွားတာမျိုးဒါပေမဲ့မကျွတ်မှုတက်လူတွေကိုမြင်တဲ့အခါကျလို့ရှိရင်အတက်ဘယ်တော့မှမမြင်အောင်တချမ်းဆောင်တာတို့ရုတ်တရက်ဖြတ်သွားတာတို့ရုတ်တရက်ထိုင်နေရတာအဲ့လို shut out တို့အဲ့လို let တို့စပင်းတို့ အဲ့လိုမျိုးပဲမြင်တယ်အတိအကျတော့ဒီလိုလူတွေကိုမြင်တယ်လို့တော့မမြင်အောင်ဟောမရှိဘူးကျမဘာသာရေးကိုလုပ်တယ်ပြီးတော့ကျမအလူလုံးရတာလဲဝါသနာပါတဲ့အတွက်ကြောင့်ပေါ့နော်သူတို့ကိုကျမပို့ပြီးတော့လဲခင်တွေ့တယ်ပို့ပြီးတော့လဲကောင်းမှုကုသိုလ်အနည်းလဲသူတို့အတွက်ကို အမြဲတမ်းလည်းရည်ရွယ်ပြီးတော့လူပေးတယ်သူကဒီအလုပ်လုပ်စားတယ်ဆိုတော့သူကသင်းချိုင်းကြောက်လို့တော့မရဘူးလေအမြဲတမ်းသူကြည်လိုက်ရင်ဟဲ့မက်ထက်ရေနေပဲရောက်နေလဲဆိုတော့ဟုတ်သင်းချိုင်းမှာအလှူသွားလုပ်နေတယ်သူကတရေတွေအလှူသွားသွားလောက်တာပေါ့အဲ့လိုမျိုးပေါ့အမှန်တကယ်တော့တရေတွေကလည်းပဲတစ်ခါကြိုက်ကျွေးမဲ့သူမရှိရင်တနာပါတယ်လေနော်သူတို့လိုမျိုးနှက်ဝင်တဲ့တွေရှိမှသူတို့လည်းစားရတယ်ထင်ပါတယ်အဲ့တော့လေသူကအမြဲတမ်းသူ့မေးလိုက်ရင်လေ မအမတော်မဖဲပါဘူးသွားပြီးတော့ကတော့ပွဲပေးတယ်တို့တရေတွေကိုတရေစာသွားကျွေးတယ်တို့အဲ့လိုမျိုးဆိုတော့ကိုလည်းပဲလေအော်အိမ်မှာကောင်းပါလေတရေတွေကျွေးတော့လေကုတူရပါတယ်ကိုလည်းအဲ့လိုပဲပြောလိုက်ပါတယ် तू ကတော့ဒါသူ့ရဲ့လုပ်ငန်းပေါ့နော်သူ့ရဲ့အစီအစဉ်ပေါ့တင်းဆိုင်မှာတော့တစ်တော့ရိုက်တာ तू ကညာဘက်ကြီးနော်နေကင်းပတ်မဟုတ်ဘူးညာကို9နာရီ10နာရီလောက်ကိုအဲ့လိုမှန်ပြီးပြိုးစားအချိန်မှာတင်းဆိုင်မှာသွားရိုက်တာအဲ့လိုမျိုးနေရိုင်းသွင်းချိန်နေရိုင်းသွင်းချိန်ပေါ့မိစ္ဆာတွေမြူတဲ့အချိန်ရှိတယ်ရှိတယ်တွေ့လဲတွေ့တယ်ကြုံလဲကြုံ啊အဲ့လိုနေရာမျိုးတွေမှာမကြုံမလွတ်တဲ့လူကမရှိဘူး အဲ့လိုလမ်းကျူလမ်းကြားတို့ဖះเจ้าကနီးရဲ့နေရာတို့ဇရက်တွေပိုင်းနဲ့နီးတဲ့နေရာမျိုးတို့အဲ့လိုမျိုးနေရာမျိုးတွေမှာအဲ့လိုမျိုးတွေဟာရှိတတ်တာပေါ့နော်တင်းငိုင်းသွားတယ်ဆိုတာလည်းဟိုဘောတော့ကောင်းမှုကုသိုလ်သွားပြီးတော့လုပ်တာဒီလိုတရေမွေးလို့လို့တရေနဲ့အလုတ်လုတ်လို့လည်းလဲသွားတာလည်းမဟုတ်ဘူးတရေတွေသွားလှူတာအဲဒါနာပြူတာပေါ့ဒါနာပြူတာပေါ့ဟုတ်အဲ့လိုမျိုးသူတို့တွေ့အဲ့ဟိုချောင်းကဆိုရင်တော့လေအဲ့နေရာမှာဘေးရင်ဟောဖို့အတွက်သွားတာပေါ့သွားလဲသွားအဲ့နေရာမှာကားပြတ်သွားတာပေါ့ ကားလည်းပြက်လည်းပြက်လည်းပြက်ပေါ့အဲ့လိုမျိုးအဲ့နေရာမှာပေါ့နော်ကောင်မလေးတိကကားအစီရဖြစ်ပြီးတော့ထေွားလို့ပေါ့နော်မကျွတ်မလွတ်တာပေါ့ဖြစ်နေတာပေါ့အဲ့နေရာမှာပေါ့အဲ့ဒီအတွက်ကြောင့်ကိုနဲ့အဲ့လိုမျိုးပတ်သက်ရပတ်သက်ကြောင့်ဂျုံနဲ့အတွက်ကြောင့်ဟိုဘောကူကူနိုင်စရာ ရှိတာလေးကိုဘောကူညီပေးတယ်သူ့အတွက်လူပြောင်လေးလူပေးလိုက်ပါတယ်ဟုတ်အဲမဖဲကတော့မမြင်ဘူးပါအဲမဖဲကတော့ပဲပေးတာကတော့ပဲပေးတာပေါ့နော်ပြင်အောင်ပြင်ဆိုင်ပါတယ်ဟုတ်အဲ့လိုမျိုးမဖဲဟောအောင်တော့ အမေကြီးကကျတော့သူကပေါ့နော်ဒါဒီတင်းကြိုင်းမှာစောင့်တာဒီဘက်ကိုအဲ့လိုမျိုးတင်းကြိုင်းမှာစောင့်တာဆိုဟိုအဲ့လိုမျိုးတော့အပြင်မှာတော့မြင်လို့ရဆိုတာတော့မရှိပါဘူးပြီးတော့မချွတ်လို့တဲ့လူတွေကိုလည်းမြင်လာလို့ရှိရင်ဒီလိုဒဲတွေ့ရဆိုတာမရှိဘူးအရန်ပင်မန်းရတယ်တချို့ကကြတော့လည်းပေါ့နော်အိမ်တော်ကြီးအစ်မပြေလို့လာကြတယ်တချို့ကကြတော့လည်းအိမ်လေးချင်းလေးရောင်းကျင်တယ်ဒါပေမဲ့ဘလောက်ပဲဆရာတွေကစွန့်စွန့်ဘလောက်ပဲဟိုပေါ့နော်ပညာတွေကတော်လို့ပဲလှုပ်လှုပ် တချို့ရောင်းမဲ့အိမ်တွေပါဆိုမထွက်ဘူးအဲ့ဒါကြတော့ဘာဖြစ်လို့လဲဆိုမကျွတ်မလွတ်တဲ့လူတွေကနှောက်သွားတာမျိုးတို့မကျွတ်မလွတ်တဲ့လူတွေကရှိအဲ့ဒါကြတော့တို့နဲ့တို့ခွင်တောင်းတို့မရပိုင်စားပေးအဲတို့မေတ္တာပို့အမျှဝေပြီးတော့မှကိုဖြစ်ချင်တဲ့ဟာလေးတွေကိုဒိတ်တယ်အားကြတယ်မှာတိုက်တွေပါနေတာလေတိုက်တို့စက်တို့ပါလာလေအဲ့လိုမျိုးเนาะအဲ့လိုမျိုးပေါ့တို့တော့တော်တော်ခါလေးကြရင်လေတေးတေးတဲ့လူနဲ့ရှင်တဲ့လူနဲ့ဘေးနဲ့တွေ့ရရင် ပြေတဲ့လူကိုတွေ့ရတဲ့အခါမှာပို့ပြီးတော့ပင်မန်းတယ်ပို့ပြီးတော့လည်းပင်မန်းတယ်ပို့ပြီးတော့လည်းအားကုန်တယ်ပို့ပြီးတော့နှစ်ဆပေါ့နော်ဟုတ်ဒီလိုတက်ဘာပြောလဲဆိုကိုမှာစိတ်ပင်မန်းမှုလည်းရှိရတယ်တခါကြလို့ရှိရင်အဲ့လိုမျိုးမချွတ်မလွတ်တာတွေရှိတဲ့အတွက်စိတ်မကောင်းခြင်းများစွာလည်းရှိခဲ့ရပေါ့တချို့ကြတော့လည်းမိသားစုကလုံမပေးတာမျိုးကြအဲတချို့ကြတော့လည်းသူတို့လုံပေးတာတွေကိုမရတတ်တဲ့အားကြီးကြောင့်ပေါ့နော်သူတို့အမျိုးမျိုးပုံပုံနဲ့ကြုံတွေ့ရပါတယ်ရှင်ဟုတ် နတ်ဝင်တဲ့ရုပ်ရှင်ကားကြီးတဲ့ရုပ်ရှင်ကားကြီးဒီထက်ပိုပြီးတော့အောင်မြင်မှုရများစွာရှိပါစေ။များများအောင်မြင်ပြီးတော့ဝင်ငွေစံချိန်နဲ့ချိုးနိုင်ပြီးတော့ဝင်ငွေတွေအများကြီးရပါစေလို့ဆုတောင်းပေးပါရစေနော်။